အခုကိုမှားမှန်းသိပြီဆိုရင်ထပ်ပြီးတော့မမိုင်းနေတော့နော်ကိုဘာဆက်လို့အောင်လဲကိုဘာဆက်လို့အောင်လဲကြွေပဲပြောပါနော်ကြွေပဲဆုံးဖြတ်ပေးပါနော်တွေးပူနေတော့မှဘာမှမဆုံးဖြတ်ပါနဲ့ကိုရဲ့ဒီညကကိုကောင်းအေးအေးထားပြီးတော့စဉ်းစား ကျွေဒီညတော့သမီးနဲ့အိတ်လိုက်မယ်နော်ခုချိန်မှာကျွေတွေအကောင်းဆုံးပေါ့ဟာသမီးပဲကောကျွေကျွေကိုတခုပြောခဲ့ပါဘူးလို့ လာလဲဟောင်းဖြစ်ပါသူမီးဒီနေ့ဖြစ်လာကြရလားဘောသူမီးခိုင်ပါဦးမဖြစ်ပါ thank mm -hmm. you တမီးတမီးမမီးပြန်မလာဘူးမလျှောက်သေးဘူးဒယ်ဒီမင်းညာမမီးတမီးခန့်ငိုပြီးရောက်လာတယ်ထိန်နဲ့မမီးဘာဖြစ်ကြရလဲဘာမှမဖြစ်ပါဘူးတမီးရဲ့တမီးတက်တက်မှလေမမီးခုလိုဖြစ်တာတခါမှမမြင်ဘူးထိန်နဲ့မမီးအခုဖြစ်နေဖြစ်တယ်မလားတိမမောတော့မဟုတ်ဘူးထင်တယ် ဒါတွေအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးဖြေရှင်းပါပါသမီး။သမီးဘာမှစိတ်မပူနဲ့နော်။စိတ်ပူလို့မရဘူးလေဒီတွေရဲ့။စေတနာဆိုတာဒီထက်ပိုပြီးစိုးမလာခင်ဖြေရှင်းရမှာလေ။အခုဒေဒီနဲ့မမီးကအချင်းချင်းပုံမှန်လင်းလင်းမှမရှိကြတာ။သမီးဝင်ဖြေရှင်းပေးမှရမယ်ဆိုရင်လေသမီးကိုပြောပါ။အမိတဲ့ဒီနဲ့မမီနဲ့အဆင်ပြေဖို့အတွက်ဆိုရင်ဘာမှမစိုးလောက်နိုင်ပါလေ။ဒါမဲ့ သမီးအမြင်အရာတော့အခုဖြစ်နေတဲ့ပြဿနာတွေကဒဲဒီပေါ်မှာဟူတည်နေတယ်လို့ထင်တာပဲ။ ချောကလေးတွေတော့ကုန်ခေါ်သွားလိုက်တယောက်ကရှေ့မှာသွားပြေးပြီးဆောင်မင်းနဲ့မရစတီဗ်ရပါငါဘာလုပ်လဲဆိုတော့ပြောစရာမလိုပါဘူးချင်အမတော်ဆောင်ရွက်ကြီးဆိုတော့ကျွန်မသိပါတယ် ထိုင်မအောင်မင်းရဲ့လုံရက်တွေကိုဘယ်တော့ရက်တန့်ပြီးငါ့ကိုကြားနာထွက်သွားမလဲဆိုတော့သိချင်တော့မင်းစီကိုတိုက်ရိုက်လာမေးတာမဘကနဲ့ဒီလိုပုံမှန်လင်းလင်းပြောလာပြီးဆိုမှတော့ကျွန်မဘက်ကလည်းပြည့်ပြည့်စုံစုံပဲပြန်ပြောပါမယ်။ကျွန်မရဲ့ချင်းကြီးက ကိုယ်ယူဆက်ပြီးအားကိုးနေရမယ့်အခြေအနေပါ။ဘယ်ကဘာကိစ္စနဲ့ငါမျိုးသားနာမှာဆက်ပြီးရှိနေရအောင်ပါလဲ။ဟွန်း။ချမမကိုဝင်ရှိနေပြီ။ဟာ မင်းမကုန်းဝင်ရှိနေပြီဒီကိစ္စချက်စရာကောင်းတဲ့ကိစ္စမှန်းကျွန်မသိပါတယ်ဒါမှကျွန်မမရှက်လို့အမကလည်းမိခင်ကောင်းတယောက်ဆိုတော့မိခင်တယောက်ရဲ့စိတ်ကိုအမအကောင်းဆုံးသိမှာပါဒီကလေးမွေးပြီးရဲ့ချိန်ကြီးတော့ ကျမကိုရွဆက်ပြီးတော့အားကိုးနေရမှာမို့လို့အားလေးတော့နားလည်ပေးစေချင်တယ်ဘယ်ကပြောနေတာအားလုံးအမှန်နေကြည့်ပဲလားအမကခန့်ညံ့ညံ့မိမတရားမမဟုတ်တာကျမကိုရင်းနဲ့ဘယ်ချိန်ညစပြီးပတ်သက်နေလဲဘယ်ချိန်ညစပြီးချက်နေလဲဆိုတော့မသိပါဘူး တို့တော်မိုင်မဲကြတာပဲမင်းရောတတော်အရှက်မရှိတဲ့မင်းကလေးပဲသူမငါလို့မိမတည်းရှိနေတယ်ဆိုတာတိတိကြီးနဲ့ဒီအခြေအနေကြီးဖြစ်ခံနေဆိုတော့ဘလို့စိတ်ညွနဲ့ငါဖြစ်ခဲ့ကြတာလေမင်းရော တည်သွားတဲ့မင်းရဲ့မိဘတွေဂုံသိက်ခေါ့မငဲ့ဘူးမေ့လိုက်ပြီဒါကျမမမလို့ကျမကျမစိတ်ကြိုက်ပြောလို့ရပါတယ်